တရားတစ်ဆစ်ခုမြောက်တော့ဆာလံပိုက်နဲ့15ကနေ18ဖြောက်မဲ့တော့သူတို့ဤနေရာ၌ဝမ်းမြောက်ခြင်းအတန်နဲ့ကေတင်ခြင်းအတန်ရှိထောရဖျားဤလက်ရလက်တော်ဒီကြီးတော်အမှုကိုပြု၍ထောရဖျားဤလက်ရလက်တော်ဒီချင်းမင်းလျက်ရှိထောရဖျားဤလက်ရလက်တော်ဒီကြီးတော်အမှုကိုပြု၍ငါမတေရသေးအသက်ရှင်၍ထောရဖျားဤအမှုတော်တို့ကိုကြားပြောရဦးမည်ထောရဖျားဒီငါကိုကြက်တဲစွာဆုံးမတော်လဲတေချင်း၌အတ်တော်မမူသည်ဟာလေလုယာ ညီကိုမောင်မတို့ဒီနေရာမှာအဓိကစာလန်ဆရာကကျေးဇူးတော်ချီးမွမ်းချင်တာကပါလဲဆိုအသက်ဘေးကနေမတည်ပဲနဲ့ထာဝရဘုရားအသက်ရှင်ခွင့်ပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတာဖြစ်တယ်။ဗါတယ်လေမတည်ပဲနဲ့အသက်ရှင်ခွင့်ပေးတဲ့အတွက်ကြောင့်ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းတယ်။စာလန်ဆရာကတော့ရှင်းရှင်းလေးပဲတခါတလေသူလှုပ်မာတာရှိတယ်တဲ့ဒါပေမဲ့ဘုရားသခင်ကသူ့ဆုံးမတယ်ဒါပေမဲ့ဆုံးမပြီမဲ့လေမတည်ခိုင်းဘူးတဲ့ ပေချင်းလက်မှာမအပ်ဘူးတဲ့ငါ့ကိုအသက်ရှင်ခိုင်းတယ်ဒါကြောင့်ဖယားသခင်ဟာကြီးစုတော်ကြီးမားလာတဲ့ဖယားပဲတဲ့ငါ့ကိုအခွင့်ရေးပေးတယ်ဒါတော့ဆာလန်ဆရာရဲ့ကြီးစုတော်ချီးမွမ်းခြင်းဒီကနေ့ကျွန်တော်တက်တာမှာလဲဆာလန်ဆရာလိုမျိုးဖြစ်ကောင်းရှိကောင်းရှိမယ်နော်အခုနားထောင်နေတဲ့သူတွေထဲမှာအဲ့လိုရှိတဲ့သူရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ဆရာရဲမင်းကိုယ်တိုင်ကအဲ့လိုဖြစ်ခဲ့ဘူးတဲ့တေတော့မလို့နှခါဖြစ်ပါတယ်ကျွန်တော်ပြောရမှာဒီပါလေတုတ်ကွေးကြောင့်ပေါ့နော်သွေးလွန်တုတ်ကွေးကြောင့် ကျန်းသာကြောင်မတက်ခင်မှာလဲတည်တော့မလို့တခါဖြစ်တယ်ဟိုတလောတုံးကနော်တိတ်တော့မကြသေးဘူးနော်တိတ်တော့မကြသေးဘူးဟိုတလောတုံးကမှအင်းတလငလလောက်ပဲရှိဦးမယ်အာဆရာတုတ်ကွေးတွေးလုံတုတ်ကွေးပြန်ဖြစ်တာနော်တည်မလို့ပြန်ဖြစ်သွားတယ်ဒါပေမဲ့ဂျေစုတော်ကြောင်မှာပြည့်လဲပြန်ကောင်းလာတယ်ဆိုလိုချင်တာကဒီကျန်းချက်ကဆရာကိုတဲတဲထိတာပဲငါမတည်ရသေးဘူးထောက်ရဖျားရဲ့အမှုတော်ကိုကြားပြောရအောင်မီဖျားသခင်မတည်ခိုင်းလို့ဖြစ်တယ် အချိန်မှာဆူတောင်းပါတယ်ကိုတော့အစည်းတွေတောက်တယ်ဆူတောင်းတယ်ဒါပေမဲ့တပတ်လုံးလုံးမပြောက်ပဲတစ်ခါတလေဖြစ်နေတဲ့ခါမှာဆရာရဲမင်းဆူတောင်းတယ်ကိုတော့ပြန်ခိုင်းမယ်ဆိုရင်လည်းကျွန်တော်ပြန်လာပါမယ်ကောင်းကင်ကိုဒါပေမဲ့ဖရဲတခင်ကဘာဖြစ်လဲမမမပြန်လာနဲ့အောင်လို့အဖြေပေးတာမတရားတွေဟုတ်တယ်ဘာကြောင့်လဲတရားဟောရအောင်မယ်လေတရားဟောရအောင်မယ်ဒါကြောင့်လဲဒီကနေ့တိုင်အောင်ဆရာရဲမင်းကတင်လို့တရားဟောပေးနေလို့ရတာပေါ့ဟာလေလုယာဒါအားလုံးကဘာဖြစ်လဲဖရဲရဲ့ဂျေဇူးတော်ကြောင့်ဖရဲတခင်ရဲ့ဂျေဇူးတော်ကြောင့်ဖြစ်တယ် ဟာလေလုယာဆိုတော့ညီကိုမောင်မတွေအထင်းမှာလဲအဲ့လိုအဲ့လိုကြုံဘူးတဲ့တသက်ရှိကိုရှိမယ်တီတော့မလို့ဖြစ်သွားမှမတီပဲနဲ့ရှင်လာတယ်အဲ့ဒီခါမှာတင်တတိထားပါဖယားသခင်ကတင့်ကိုအသက်ရှင်ခွင့်ပေးထားတယ်ဖယားပေးတဲ့အသက်ပဲတင့်မှာရှိတယ်ဒါကြောင့်ဖယားအတွက်တဲ့ဖယားအတွက်ပဲအသက်ရှင်ပါအာမင်ဖယားအတွက်ပဲအသက်ရှင်ပါ အဲ့လိုပြောလိုက်လို့ကျွန်တော်တို့ကဟိုပါလေမသေးပဲနဲ့အသက်ရှင်လာတဲ့ခဏတာအတွင်းမှာတော့ဖခင်အတွက်အသက်ရှင်တတ်တယ်။အိုးတတိခံတယ်။အော်ကြီးစိုးချီးမွမ်းနေ။ငါဖခင်ကေလို့ငါရှင်လာတာဟုတ်တယ်မန်းနဲ့ဒါပေမဲ့တနေ့နနေ့သုံးနေ့လေးနေ့ကြာကြာသွားတဲ့အခါမှာအေးသွားတယ်။အဲ့ဒီကိစ္စမေ့သွားတယ်။အပြစ်ပြန်လှုပ်ချင်တယ်။အပြစ်ပြန်သွားလှုပ်တယ်။ဖခင်အတွက်အသက်မရှင်တော့။တချို့တချို့တွေအဲ့လိုဖြစ်တယ်နော်ယုံကြည်သူတွေ။ညီကိုမောင်မတို့ကျွန်တော်တို့တတ်တာထဲမှာအဲ့လိုရှိလား။မအေးသွားနဲ့နော်။ ဖယားသခင်တင့်ကိုမတီးခိုင်းဘူးအသက်ရှင်ထားခိုင်းနေဆိုရင်ဖယားသခင်ကတင့်ကိုအလုံးလုံးစေဖို့ရည်ရွယ်ချက်ရှိလို့လေအာမင်ဒါတော့ချစ်တော်ညီကိုမော်မတော်တဲ့မတည်ပဲနဲ့ရှင်လာခဲ့မယ်ဆိုရင်ဖခင်ရဲ့အမှုတော်မြတ်ကိုဆောင်ပါအဲ့လိုပြောလဲလို့အလုံးမလုံးပဲနဲ့အမှုတော်ဆောင်လို့ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးအလုံးလုံးရင်းနဲ့လည်းဖခင်အမှုတော်ဆောင်လို့ရတယ်ငွေကြီးနဲ့ပါဝင်လို့ရတယ်လို့ဖခင်ရဲ့ကြီးစုတော်ကိုပါပြည့်လဲတုံ့ပြန်လို့ရပါတယ်အမျိုးမျိုးရှိပါတယ် ဆိုလိုချင်တာကသင်အသက်ရှင်နေတာတွေသင်အလုပ်လုပ်နေတာတွေဖရာသခင်အတွက်အဓိကအဓိကဖြစ်ဖို့လိုတယ်မတည်ပဲနဲ့သင်ပါဖြစ်လေအသက်ရှင်လာနေတယ်ဆိုရင်အာမင်တခါတလေဖရာသခင်ကကျွန်တော်တို့ကိုဗာဖြစ်လေစုံမဆရာတွေရှိတယ်ကျွန်တော်ပြစ်မာတဲ့ခါမှာဖရာစုံမတယ်စုံမပြီးကျွန်တော်တို့ကဗာဖြစ်လေနောင်တရလာတဲ့ခါမှာဖရာသခင်အသက်ရှင်ခွင့်ပေးတယ်ဒါပေမဲ့ဆက်တိုက်ဆက်တိုက်ဆက်တိုက်ကျွန်တော်တို့ကစိုးနေတယ်ဆိုရင်ဖရာသခင်ကခေါ်ပြန်တော့မှငါตาနေပြန်လာတော့နေလောကမှာတအားစိုးတယ်နေလို့မရတော့ဘူးနေ့ကငါစုံမတယ်နေနားမထောင် နင်းစောစောအိမ်ပြန်လာတော့ဆိုမှကောင်းကင်ခေါ်ပြန်တော့မှပေသွားပါနော်ဒါကြောင့်ယုံကြည်သူရဲ့တက်တာထဲမှာဘုံတော်ထင်ရှားတဲ့အတ္တတာဖြစ်ရမယ်ဘုံတော်မထင်ရှားရင်ကျွန်တော်တို့ဘုံတော်ဝင်စားရလိမ့်မယ်လို့ဆရာအမြဲတမ်းတုံသင်တယ်ဆိုလိုချင်တာကပါလေအတ္တတာထဲမှာဖရာဘုံထင်ရှားတဲ့အတ္တတာဖြစ်ရမယ်ယုံကြည်သူတွေဒါပေမဲ့အတ္တတာထဲမှာဘုံတော်မထင်ရှားဘဲနဲ့ဘာဖြစ်လဲအပြစ်ပဲလုံနေတယ်ဆိုရင်တခါဆုံးမရင်လည်းအပြစ်ပြန်လို့တခါဆုံးမရင်လည်းအပြစ်ပြန်လို့အဲ့လိုဖြစ်နေတယ်ဆိုရင်ဖရာသခင်ကတင့်ကိုခေါ်ပြန်တော့မှတနည်းအားဖြင့်ဘာဖြစ်လဲ တေရတော့မှဘုံတော်ဝင်စားရလိမ့်မယ်ဆိုလိုချင်တာကဘုံတော်မထင်ရှားတဲ့တတဟာဘုံတော်ဝင်စားရမယ်ဆိုတာအဲ့ဒီအသေးပဲပဲနားလည်ပြီလားမသိဘူးနော်ဒီကနေ့ဒီနေရာမှာအတိအကပြောချင်တာတော့အဲ့ဒါမဟုတ်ပါဘူးဒီနေရာမှာအတိအကပြောချင်တာကဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းရင်းဖြစ်တယ်ဆာလန်စီယာကဘယ်အကြောင်းရင်းကြောင့်ကျေးဇူးတော်ချီးမွမ်းခဲ့လဲဆိုတော့ ဖယားသခင်ဟာငါ့ကိုဆုံးမပေးမယ်လေငါအသက်ကိုမယူသွားဘူးတဲ့အသက်ရှင်ခွင့်ရနေသေးတယ်ဒါကြောင့်ဂျေဇုတော်ချီးမွမ်းတယ်တဲ့ဖယားအတွက်အသက်ရှင်မယ်တဲ့သင်နဲ့ကျွန်တော်တို့လည်းအဲ့ဒီအတိုင်းကြုံတွေ့ခဲ့ရမယ်ဆိုရင်အဲ့ဒီအတိုင်းကျွန်တော်တို့စက္ကပ်ဖို့လိုတယ်ဖရားအတွက်အသက်ရှင်ဖို့လိုတယ်တင်ဒီကနေ့အသက်ရှင်နေတာဘာအတွက်ကြောင့်လဲညီကိုမောင်မတော်ကိုကိုကိုစဉ်းစားပြီးတော့မှစင်ချင်နှလုံးသွင်းအသက်ရှင်သွားရအောင်เนาะဆိုတော့ဒါဒုတိယတစ်ချက်ဖြစ်တယ်ကျွန်တော်ဏိကုံချုပ်ရအောင်เนาะဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်က ဖယားသခင်ကကျွန်တော်တို့ကို ဆုံးမပေးမဲ့လေအတေတီအောင်မလုပ်ပဲနဲ့အသက်မီးစာကိုမချုပ်ငိမ့်ပဲနဲ့အသက်ရှင်ခွင့်ပေးခဲ့တယ်။ဒါကြောင့်ဖယားသခင်အတွက်အသက်ရှင်ဖို့လိုတယ်ဆိုတဲ့အကြောင်းအလင်းပေးသွားတာဖြစ်တယ်။ကျွန်တော်တို့အားလုံးအတွက်ချီးမြှင့်တည်ဆောက်စရာဖြစ်မယ်လို့ယုံကြည်ပါတယ်။တန်ရှင်တော်ဝိညာဉ်တော်တင်တို့ကိုအလင်းပေးပါစေကျွန်တော်ကိုလည်းအလင်းပေးပါစေ။ဆိုတော့ဒီကနေ့မနေ့ဒီကနေ့ နှုတ်ကပတ်တော်ကိုတော့ဒီမှာပဲရက်နာခွင့်ပြုပါနားဆင်သွားတဲ့သူတွေအရောက်ချင်းစီတိုင်းနားမလည်ဘူးဆိုရင်ဆရာကိုအကောက်ကိုအပ်ပြီးမှမေးပါဆုတောင်းစရာများရှိမယ်ဆိုရင်လည်းလာပြောဆုတောင်းခံလို့ရတယ်ဆုတောင်းခံတာနဲ့ပတ်သက်ပြီးမှနည်းနည်းလေးအားလုံးကိုရှင်းပြချင်တာတစ်ခုကဆုတောင်းခံတာကတစ်ခါတောင်းပြီးရင်တော့ယုံကြည်ထားဖို့လိုတယ်စိတ်ချထားဖို့လိုတယ်တချို့နားမလည်တဲ့ယုံကြည်သူတွေကဘယ်လိုလဲဆိုတော့အခုပဲဆုတောင်းပေးတယ်ခဏတနားရီတောင်မကြာသေးဘူးဆရာကြီးပြန်ဆုတောင်းပေးပါဟိုအဲ့ဒီကိစ္စအတွက်ပဲဆုတောင်းခိုင်းတာ ်ဟာဥပမာကျွန်တော်သားအတွက်ဆူတောင်းပေးပါဆိုရင်ခဏနေတနိုင်မကြသေးအဲ့ဒီသားအတွက်ပြန်ဆူတောင်းခိုင်းရင်ဆူတောင်းချက်ကအတူတူပဲဆိုလိုချင်တာကဆူတခါတောင်းပြီးရင်တခါတခါတောင်းဖို့မလိုပါဘူးအဲ့ဒီကိစ္စအတွက်ပဲပေါ့နော်တခါတခါမလိုပါဘူးဆိုလိုချင်တာတခါတခါတောင်းရင်အရှိမတောင်းလိုက်တဲ့အရာကဘာမှမဟုတ်ဘူးမထူးဘူးငါမယုံကြည်ဘူးစိတ်မချဘူးဆိုတာနဲ့တူပါတယ်ဒါကြောင့်တခါတောင်းလိုက်တဲ့အရာကိုစိတ်ချဖို့လိုတယ်ယုံကြည်ဖို့လိုတယ် ပို့ပြီးနားလည်အောင်ရှင်းပြရမယ်ဆိုရင်ဘာနဲ့တူလဲဆိုတော့ကျွန်တော်ထမင်းစားဆူတောင်းတဲ့ခါမှာမိသားစုထမင်းစားဆူတောင်းတဲ့ခါမှာအဖေကဆူတောင်းလိုက်တယ်အာကျေးဇူးတော်ချီးမွမ်းဆူတောင်းလိုက်တယ်အာမင်ဆူတောင်းလိုက်တယ်တလုံးနှလုံးပဲစားရသေးတယ်အမေပြန်ဆူတောင်းပေးပါဆိုတော့ဟိုတောင်းဆိုချက်နဲ့တူတယ်အမေရဲ့ဟိုဘာလဲအစာစားဖို့ဆူတောင်းပေးပါအခုနောက်ပဲအဖေစုတောင်းလိုက်တာကဟိုမယုံကြည်လို့လားစိတ်မချရလို့လားတို့မို့အရာမရောက်လို့လားအဲ့လိုဖြစ်သွားမယ်နော် အမေဆုတောင်းခိုင်းတယ်အဲအမေဆုတောင်းလိုက်ပြီအမေဆုတောင်းလိုက်တာအာမင်ပြောလိုက်တာတလုံးနှလုံးပဲစားရတယ်နောက်တော့ကအကိုပြန်ဆုတောင်းပေးပါဆိုတော့အကိုပြန်အမပြန်ဆုတောင်းပေးခဏခဏမလိုအပ်ပါဘူးနော်မလိုအပ်ပါဘူးအဆရာတို့ကဆုတောင်းဆုမတောင်းပေးချင်လို့မဟုတ်ပါဘူးနားလေအောင်ရှင်းပြတာဆရာတို့စက်တိုက်ဆုတောင်းပေးလို့ရတယ်ဒါပေမဲ့နားမလည်ပါဆိုလို့တခါဆုတောင်းပြီးရင်အဲ့ဒီဆုတောင်းချက်ကိုယုံကြည်ဖို့လိုတယ်စိတ်ချဖို့လိုတယ်ပြီးမှဆုတောင်းပြီးတဲ့အခါမှာဘုရားသခင်ဘယ်လိုပို့ဆောင်မလဲဆိုတဲ့အခြေအနေကိုကြည့်မှ ဆက်ပြီးစုတောင်းရတာဖြစ်တယ်ဆက်ပြီးစုမတောင်းရတာမဟုတ်ဘူးဆက်ပြီးစုတောင်းလို့ရတယ်ဒါပေမဲ့ဘုရားသခင်ဘယ်လိုပို့ဆောင်တယ်လဲဆိုတဲ့အခြေအနေကိုစောင့်ကြည့်မှစုတောင်းရမှာဖြစ်တယ်တစ်ခါစုတောင်းပြီးနောက်တစ်ခါလည်းအဲ့ဒီဟာပဲပြန်စုတောင်းနောက်တစ်ခါလည်းအဲ့ဒီဟာပဲပြန်စုတောင်းခိုင်းမလိုပါဘူးတစ်ခါစုတောင်းရင်စိတ်ချဖို့လိုတယ်ယုံကြည်ဖို့လိုတယ်ပြီးအခြေအနေကိုစောင့်ကြည့်ပါအခြေအနေဘယ်လိုဖြစ်လာတယ်ဆိုတဲ့ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီးမှဆက်လက်စုတောင်းမှတာလည်း တမာကျန်းစာနဲ့ကိုက်ညီမှာဆိုတဲ့အကြောင်းကိုအနည်းငယ်ရှင်းပြလိုက်ပါတယ်။ဒါကြောင့်ဆူတောင်းဖို့လိုအပ်တဲ့သူတွေဆရာကိုလာပြီးမှဆူတောင်းခံလို့ရတယ်လို့ဆူတောင်းခံခြင်းနဲ့ပတ်သက်ပြီးမှလည်းနားလည်ထားဖို့လိုတယ်ဆိုတဲ့အကြောင်းကိုအနည်းငယ်ရှင်းပြလိုက်တာဖြစ်ပါတယ်။ဆိုတော့ဒီကနေ့နှုတ်ဘတ်တော်တော်ဒီမှာပဲရနာခွင့်ပြုပါ။နားစင်သွားတဲ့ယုံကြည်သူမယုံကြည်သူအရောက်ချင်းစီတိုင်းကိုဖះရှင်တာ၍ကောင်းချီးပေးပါစေတော့။အာမင်။